ေသနာကျမ်းအခန်းကြီး9အငယ်1မှ18အထက်ဆိုခဲ့ပြီးသော အမှုအရာအလုံးစုံတို့ကိုငါသည်စုံစမ်းခြင်းငါဆင်ခြင်ရသည်ကဖြောက်မှတ်သောသူနှင့်ပညာရှိသောသူတို့သည် သူတို့ပြုသောအမှုများနှင့်တကွဖျားသခင်၏လက်တော်၌ရှိကြ၏ချစ်တော်မူသောလက္ခဏာကိုထင်ရှားသမျှသောအမှုအရာအားဖြင့်အဘယ်သူမျှမသိနိုင်ခတ်သိမ်းသောသူတို့သည်ခတ်သိမ်းသောအမှုအရာတို့နှင့်ဆက်ဆံကြ၏ တရားသောသူနှင့်မတရားသောသူကောင်းသောသူနှင့်မကောင်းသောသူစင်ကြယ်သောသူနှင့်မစင်ကြယ်သောသူရစ်ပူဇော်သောသူနှင့်ရစ်မပူဇော်သောသူ အပြစ်မရှိသောသူနှင့်အပြစ်ရှိသောသူကျိန်ဆိုသောသူနှင့်ကျိန်ဆိုခြင်းကို၆တော်သူတို့သည်တခုတည်းသော အမှုနှင့်တွေ့ကြုံတတ်ကြ၏နေအောက်မှပြုသည်မသောအမှု၌ပါသောဝန်းနေစရာဟုမူကားခတ်သိမ်းသောသူတို့သည်တခုတည်းသောအမှုနှင့်တွေ့ကြုံရကြ၏ အကယ်စင်စစ်လူသားတို့ဤစိတ်နှလုံးသည်ဒုစရိုက်သဘောနှင့်ပြည့်ဤအသက်ရှင်စဉ်အခါသူတို့သည်ယူသောစိတ်ကိုဆွဲလန်း၍နောက်တဖန်တည်သွားတတ်ကြ၏အသက်ရှင်သောလူစုအပေါင်းနှင့်ဆိုင်သေးသောသူသည်မျော်လင့်စရာရှိ၏အသက်ရှင်သောခွေးသည်တည်သောခြင်းတိထက်သာ၍ကောင်းမြတ်၏အသက်ရှင်သောသူသည်မိမိတည်ရမည်ကိုတည်၏ တေသောသူမူကားအဘေအရာကိုမျှမတိအကျိုးအဖြစ်ကိုလည်းမခံရသူကိုလည်းမေ့လျော့တတ်ကြ၏သူ၏ချစ်ချင်းမုံချင်းညူဆူချင်းလည်းပျောက်ပြတ်၏နေအောင်မှပြုသမျှသော အမှု၌သူတစ်ပါးနှင့်ယောနှော၍မဆန်ရ သွားလို့ဝမ်းမြောက်သောစိတ်နှင့်အစာစားလို့ရွှင်လန်းသောစိတ်နှင့်စပြည့်ရီကိုတောက်လို့တင်ပြုသောအမှုတို့ကိုဖျားသခင်ဝန်ခံတော်မူ၏တင့်အဝတ်လည်းအစဉ်ဖြူစင်ပါလေစေတင့်ကောင်းသည်လည်းနတ်သားစီမခမ်းမချောက်စေနှင့်နေအောက်မှာပေးသနာတော်မူသောအနတ္တအသက်ကာလပတ်လုံးတင်ချစ်တော်မရနှင့်ရွှင်လန်းစွာအသက်ကာလကိုလွန်စေလော ဤ၍ကအသက်ရှင်၍နေအောက်မှာကျူးစားအားထုတ်ရ၌သင်ခံရသောအကျိုးပေသည်။ဆောင်ရွက်เสียအမှုရှိသမျှကိုကျူးစားအားထုတ်၍ဆောင်ရွက်လော့။အကြောင်းမူကားသင်ယခုတွား၍ရောက်ရလက်တန့်သောအရက်ဒီဟုသောမရဏနိုင်ငံ၌လှုပ်ဆောင်ခြင်းမရှိ၊ကြံ့စီခြင်းမရှိ၊သိပ္ပံအတက်မရှိ၊ပညာမရှိပါတကား။ တပန်နေအောက်မှာရှိသောအမှုအရာတို့ကိုငါပြန်၍ကြည့်ရှုသောအခါလျင်မြန်သောသူသည် ပြန်၍ပြေးတော်လဲမနိုင်တဲ့ ခွန်အားကြီးသောသူသည်စစ်တိုက်၍မအောင်တံပညာရှိသောသူသည်ဝါစွာမစားတံဉာဏ်ကောင်းသောသူသည်စီးစိမ်ကိုမရတတ်လိမ္မာသောသူသည် သူတပါးရှိ၌မျက်နာမရတတ်ခတ်သိမ်းသောသူတို့၌ကာလအချိန်စေခြင်းအစဉ်တင့်ခြင်းရှိသည့်အတိုင်းဖြစ်တတ်သည်ကိုငါမြင်၏ လူသည်မိမိကာလအချိန်ကိုမတိတတ်ဘေးပြူရာပိုက်ကွန်အုံမိသောငားကဲ့သို့၎င်းကြော့ကွေး၌ကြော့မိသောမျက်ကဲ့သို့၎င်းလူသားတို့သည်ဘေးပြူရာကာလထဲသို့အမတ်တမဲရောက်၍ကြော့မိတတ်ကြ၏ နေအောင်မှာငါတွေ့မြင်၍ချီးမွမ်းပွေသောပညာဟုမူကားမြို့သားနေသောမြို့ငယ်တစ်မြို့ရှိ၏ကြီးသောရှင်ဘုရင်တစ်ပါးသည်လာ၍ထိုမြို့ပြင်မှကြီးစွာသောတတ်တို့ကိုတည်၍ဝိုင်းထား၏ထိုမြို့၌နေသောစင်ရဲသားပညာရှိတစ်ယောက်သည်မိမိပညာအားဖြင့်ထိုမြို့ကိုကယ်တင်၏ထို့တော်လည်း ထိုစင်းရဲသားကိုအဘယ်သူမျှမအောင်မီထိုအခါငါဆိုသည်ကပညာသည်ခွန်အားထက်သာ၍ကောင်းမြတ်၏ထို့တော်လည်းစင်းရဲသောသူ၏ပညာကိုမချီမဲ့မြင်ပြုတတ်ကြ၏သူ၏စကားကို နားမထောင်တတ်ကြ အုပ်ဆိုးသောသူသည်မိုက်သောသူတို့တွင်ကြွေးကြော်သောအတန်ကိုနားထောင်ကြသည်ထက်ညီဝတ်ရာ၌ပညာရှိပြောသောစကားကိုတာ၍နားထောင်တတ်ကြ၏ပညာသည်စစ်လက်နှင့်ထက်တာ၍ကောင်းမြတ်၏ဒုစရက်ကိုပြုသောသူသည်လည်းကောင်းသောအမှုအများကိုဖြည့်ဆည်းတတ်၏အာမင် God bless you